ချက်စစ်တင်ကတော့ညာကစားခဲ့တဲ့ဗင်ဖီကာနဲ့ပွဲစဉ်မှာအချိန်ပိုမှာတွင်းခဲ့တဲ့တွင်းကိုတွေနဲ့အတူ4-1နဲ့အနိုင်ရပြီးတော့ quarter final ကိုတက်လန်းသွားခဲ့ပြီဖြစ်ပါတယ်။ FIFA Club World Cup ကအဆင့်လိုက်စုကြီးတွေတက်မှတ်ထားပြီးတော့တဆင့်ပြီးတဆင့်စုကြီးခန်းစားခွင့်တွေမမောလောက်စရာရရှိမဲ့ပြိုင်ပွဲတစ်ခုဖြစ်သလိုချက်စစ်တင်ကလူငယ်တွေနဲ့အတူတကယ်ကိုအားကောင်းတဲ့ခြေစွမ်းမျိုးကိုဒီဘက်မှာပြသသွားခဲ့ပြီးတော့ဗင်ဖီကာအသင်းကို6ပြည့်ခြေပြတ်နဲ့အနိုင်ရခဲ့တာ။ commentary by so youtube channel ရနေပြီးတော့ကြိုဆိုပါရစေ။ချက်စီတင်ကတော့ညကစားခဲ့တဲ့ Benfica နဲ့ပွဲစဉ်မှာအချိန်ပိုမှာ4-1နဲ့အနိုင်ရပြီးတော့ quarter final ကိုတက်လန်းသွားခဲ့ပြီဖြစ်ပါတယ်။ဒီပွဲမှာချက်စီတင်ရဲ့ကစားပုံကတော်တော်လေးကိုအားကောင်းခဲ့သလို Premier League မှာမြင်နေကြပုံစံထက်ပိုပြီးတော့ချက်စီတင်ကထိရောက်တဲ့ကစားပုံမျိုးပြသနိုင်ခဲ့တာကိုတွေ့ရတယ်။ဒါလည်းပြိုင်ဘက် Benfica အသင်းရဲ့ခြေစွမ်းကြောင့်လားဆိုတာတော့စောင့်ကြည့်ရပါမယ်။ဘာဖြစ်လို့ဆိုတော့ချက်စီတင်ကဒီပြိုင်ဘက်မှာ အရန်ကြီးအားကောင်းတဲ့ဥရောပရဲ့ဒိဋ္ဌိကျဲအသင်းတွေနဲ့မတွေ့သေးဘူး quarter final ဆင်မှာတော့ဘရာဇီးရဲ့အသင်းကြီးအသင်းဖြစ်တဲ့ပါမီယာနဲ့ရင်ဆိုင်ကစားသွားမှာဆိုတော့အဲ့တော့ Benfica နဲ့ကစားခဲ့တဲ့ Chelsea သင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုသုံးသပ်သွားမှာဖြစ်ပါတယ်ဒီဘက်မှာ Chelsea သင်းရဲ့နီးပါမာရက်စကာကတော့ကွန်းလက်ကိုအသေးချာတိဆောက်ပြီးတော့ကန်စီဒိုရောလာဗီယာရောကွန်းလက်အထိုင်မှာသုံးခဲ့သလိုတိုက်စစ်ကိုပုံပုံလိုက်ပါကစားမဲ့ Advanced Aero နေရာမှာတော့ Anzo Fernandez ကိုသုံးခဲ့တာကိုတွေ့ရတယ်တိုက်စစ်ပိုင်းမှာတော့ ဂျက်ဆန်ပွဲပဲပြည်တန်ကြောင့်မပါနိုင်တယ်လို့လီယန်ဒီလက်ပဲဥဆောင်လာခဲ့ပြီးတော့ညာတောင်မှာမှာနက်တူထရူချာချာပဲဘဲတောင်မှန်တိုက်စစ်မှာတော့ဖတ်မာကိုတုံးခဲ့တာကိုတွေ့ရတယ်ပုံမှန်အပြင်ဘဲမာကအတက်ကင်းမီဖီနေရာမှာကစားလေးရှိပြီးတော့တောင်မှန်နှစ်ဖက်မှာတော့နက်တူနဲ့မာဒူဂီတို့ကစားပြီးမယ်လေဒီပွဲမှာတော့ဘဲမာကိုဘဲချမ်းမှာတုံးခဲ့တာကိုတွေ့ရတယ်ပုံမှန်အပြင်ဘဲမာညာချမ်းမှာပူရင်းကစားတဲ့ဇာသမားဆိုပေမဲ့ဒီပွဲမှာဘဲတန်ကစားသမားပဲမာကိုဘဲချမ်းမှာထားပြီးတော့ကစားသွားခဲ့တာမှာလေချက်စစ်တင်အလုပ်ဖြစ်ခဲ့တာကိုတွေ့ရတယ် ခန်းစစ်ကြောင်းမှာလည်းခိုးဝဲကိုဘာရီယာရှိနဲ့တွဲပြီးတော့ညနောက်ခံလူနေရာမှာအသင်းကောင်းဆောင်ရီစီဂျိန်းနဲ့ပဲကျမ်းမှာတော့ချက်စစ်တင်ရဲ့ပြီးခဲ့တဲ့ရာသီအကောင်းဆုံးကစားသမားလို့ပြောရမယ်ပူရလာကစားခဲ့တယ်ကိုသမားနေရာမှာလည်းစမ်းချက်ပဲကစားသွားခဲ့ပြီးတော့ဒီဘွဲမှာချက်စစ်တင်ရဲ့ကစားပုံကအဖက်ဖက်ကဗီဖီကာထက်ပိုကောင်းခဲ့သလိုတပွဲလုံးအတိုင်းအတာရကြည့်မယ်ဆိုရင်ချက်စစ်တင်ရဲ့ကန်သွင်းချက်တွေအပိုင်အခွင့်ရေးတွေကိုဗီဖီကာတင်ရဲ့ကိုသမားထရူဗင်ကာကွယ်သွားနိုင်ခဲ့လို့သာပွဲကစောစောစီးမပြတ်သွားခဲ့တာအဲ့ဒီဘွဲမှာဗီဖီကာတင်ရဲ့ကိုသမားထရူဗင်က ာကွယ်မှု9ကြိမ်အထိလုပ်ခဲ့တာကိုတွေ့ရတယ်တော်တော်လေးကိုလက်စွမ်းပြကာကွယ်မှုတွေလုပ်ခဲ့ပြီးတော့တေချာပါ9နိုင်တဲ့အခွင့်အရေးတွေကို Truvin ကာကွယ်သွားခဲ့တဲ့အတွက်ကြောင့်အချိန်ပိုအထိရောက်ခဲ့တယ်အချိန်ပိုမှာတော့ဒီမှာပွဲရဲ့အဓိကအလှည့်ပြောင်းဖြစ်သွားစေတဲ့အကြောင်းရင်းတွေထဲမှာဘီဘီကာသင်းရဲ့ကစားသမား Presiani ထုတ်ပယ်ခံခဲ့ရတာနဲ့လက်ရိုက်တက်ဆိုင်မယ်လို့ထင်တယ်။ Presiani ကမိနစ်80မှာလူစားဝင်ကစားတယ် အချိန်ပိုစကစားချိန်မှာ2မိနစ်လောက်အတွင်းမှာပဲနှစ်ဝါဒီနဲ့ထုတ်ပယ်ခံခဲ့ရပြီးတော့တရော့ရော့နဲ့ကစားခဲ့ရတယ်။အဲဒါကြောင့်လည်းဗီဗီကာသင်းရအချိန်ပိုမိနစ်တွေမှာတော့ Chelsea သင်းရဲ့တိုက်စစ်ကိုလုံးဝမထိန်းနိုင်တော့ဘဲနဲ့ပေကို၃ဂိုးတိပေးခဲ့ရတယ်။၁၈မိနစ်အရောက်မှာတော့အန်ဂွန်ဂူကအသင်းအတွက်ဒုတိယမြောက်ဦးဆောင်ကိုသွင်းယူပေးခဲ့တယ်။ဒီသွင်းကိုမှလည်းအန်ဂွန်ဂူနေနဲ့တိုင်ပက်ရဲ့ကာကွယ်မှုကလည်းပြန်ရှံထွက်လာတဲ့ဘောလုံးကိုအနီးကပ်အပြင်ကန်သွင်းယူခဲ့သလို နောက်ထပ်ဂိုးတွေကိုတော့ဘင်ဖီကာအသင်းစိတ်သက်ပိုင်းကျသွားတဲ့အနေအထားနဲ့ချယ်ဆီအသင်းကဇက်တိုက်သွင်းယူခဲ့ပြီးတော့115မိနစ်မှာနက်တိုကတူချင်းလွတ်လွတ်ကျွတ်ကျွတ်ရလာတဲ့အခွင့်အရေးကိုတလာပါပါကန်သွင်းအဆုံးသက်ပြီးတော့သွင်းယူခဲ့သလိုနောက်ထပ်2မိနစ်ကြာမှာ118မိနစ်မှာဒရူးစ်ဘူရီဟောကလလာပါပါကန်သွင်းပြီးတော့ပွဲက4-1ဆိုတဲ့ရလနဲ့ပြက်ပြက်သားလားချယ်ဆီအသင်းကအနိုင်ရခဲ့တာတော်တော်လေးကိုချယ်ဆီအသင်းရဲ့ကစားပုံကအားရစရာကောင်းသလိုဒီခြေစွမ်းကိုသာထိနိုင်ခဲ့မယ်ဆိုရင်တော့ချယ်ဆီအသင်းက semi final လောက်ထိရောက်ဖို့အလားလာကောင်းနေသလိုလာမယ့် quarter final အဆင့်မှာလည်းတောင်အမေရိကအသင်းတစ်သင်းဖြစ်တဲ့ Brazil club Parmia နဲ့ကစားရမယ်။ Parmia မှာတော့လာမယ့်ရာသီ Chelsea အသင်းကိုရောက်လာမယ်။ Brazil ရဲ့လူငယ်ကျယ်ဝင်းကစားသမား ST Bound နဲ့ Chelsea အသင်းပြန်ပြီးတော့ထိတိုက်တွေ့မယ်ပွဲဖြစ်လာဖို့ရှိနေသလိုတခြား Wayne ကစားသမားတွေနေနေကြည့်မယ်ဆိုရင်တော့အချိန်က Lazio နဲ့ Watson အသင်းမှာကစားခဲ့မှုတဲ့ Philippe Anderson တို့ Brazil လက်ရွေးစင်ကုသမား Weverton နဲ့ပြီးခဲ့တဲ့ ကိုတာဖိုကိုနဲ့ပွဲစဉ်မှာအနိုင်ကိုသွင်းခဲ့တဲ့ပေါ်လင်ညိုတို့ရှိတယ်ဆိုတော့ပါမီရဲ့အသင်းကလည်း short တွက်လို့မရဘူးသူတို့ရဲ့ပြည်တွင်းအခြေစိုက်ကစားသမားတွေတောင်အမေရိကကစားသမားအများစုနဲ့စုဖွဲ့ထားပြီးတော့ Chelsea သင်းကိုအကောင်းဆုံးတုံ့ပြန်သွားမယ့်အနေအထားမှာရှိနေတယ်။ဘာပဲဖြစ်ဖြစ် Chelsea သင်းရဲ့ဒီပွဲမှာကစားသွားခဲ့တဲ့ခြေစံကတကယ်ကိုလူငယ်တွေနဲ့တရိပ်ရိပ်နဲ့တိုးတက်လာတဲ့လက္ခဏာတွေမြင်ရသလို Chelsea သင်းကဒီပွဲမှာတော့ဘောလုံးပိုက်ဆံမှု64ရာခိုင်နှုန်းကန်ဂျက်22ဂျိန်ကိုပေါက်တဲ့ကန်ဂျက်12ဂျိန်နဲ့ကိုရနိုင်တဲ့ဖစ်ချက်9ဂျိန်လောက်ထိဖန်တီးနိုင်ခဲ့တာကိုတွေ့ရတယ်။ ိုင်ဘက်ထက်အဖက်ဖက်ကနေအသာစီးယူပြီးတော့ဗင်ဖီကာလိုအသင်းကိုစိတ်ကြိုက်လွှမ်းမိုးပြီးတော့ကစားသွားခဲ့တဲ့ချက်စီအသင်းနဲ့ဒီပြမာရက်စကာရဲ့ဒီပြဝါဘိုင်းနေပေါ်မှာလည်းအတိအမှတ်ပြုရမယ်အမှန်တိုင်းပြောမယ်ဆိုတော့ချက်စီအသင်းကလက်ရှိဖီဘာကလပ်ဝါကတ်မှာတိတိကျကျအသင်းတွေရဲ့နောက်မှာပဲရှိတဲ့အသင်းဒီပြိုင်ဘက်မှာရေဘန်းအစားဆုံးအသင်းတွေဖြစ် Real Madrid တို့ Man City တို့ PSG တို့ Bayern Munich တို့ဖဲ့ပြီးမှအဲ့ဒီနောက်မှာချက်စီအသင်းကိုတတ်မှတ်ထားဒါပေမဲ့ချက်စီအသင်းကလက်ရှိကစားသွားခဲ့တဲ့ခြေစမ်းရတော့ဘယ်အသင်းကိုမဆိုအကောင်ဆုံးတုံ့ပြန်ကစားနိုင်တဲ့ ခြေစွမ်းမျိုးကိုမြင်ရတယ်လို့လူငယ်တွေနဲ့တကယ်ကိုအားရစရာပုံစံမျိုးကိုလည်းမြင်ရတယ်ဒီဘက်မှာနောက်ထပ်သတိထားမိတဲ့ချက်ကတော့10နဲ့ဥဆောင်ထားခြင်းမိနစ်80ဝန်းကျင်လောက်မှာနီးပြမာရက်စကာကတော့အပြောင်းလဲတွေ3-4ရောက်လောက်ဇက်တိုက်လုပ်ခဲ့တာကိုတွေ့ရတယ်မိနစ်80ဝန်းကျင်မှာတော့ risk chain နေရာမှာ gusto ဒီလက်ရဲ့နေရာမှာ angungu anzo fernandez ရဲ့နေရာမှာ dues body hall ကိုထည့်ပြီးတော့ခက်စစ်ကိုပုံမအပြူတဲ့အနေနဲ့85မိနစ်ရောက်မှာတော့နောက်ထပ်အပြောင်းလဲတည့်ရအနေနဲ့ကိုယ့်လက်ကစားသမား lavia ရဲ့နေရာမှာ ခန်းစစ်ကစားလမှာခြာလိုပါပါထည့်ပြီးတော့3 back အထိုင် ပုံစံမျိုးပြောင်းပြီးတော့ခန်းစစ်ကိုတည်တည်ချာချာတိဆောက်ကစားခဲ့ပေမဲ့လည်းပွဲကိုရနာလိုက်ရတဲ့အနေထားရဲ့ပွဲကိုရနာပြီးမှပြန်ကစားတဲ့အချိန်မှာအနေငယ်တန်ဖိုးကျသွားတဲ့အနေထားရဲ့ဒီကြားတွေပေါင်းပြီးတော့မမျော်လင့်မဲနဲ့မထင်မှတ်တဲ့အနေထားအနေလက်ထိပ်ပေါ်ပေးခဲ့ရပြီးတော့ပင်နယ်တီပေးခဲ့ရတယ်ဒီပင်နယ်တီကနေဒီမာရီယာသွင်းပြီးတော့ပွဲကမိနစ်90အတွင်းမှာပြတ်ရမယ်အနေထားအနေအချိန်ပိုမိနစ်တေထိရောက်ခဲ့ပြီးတော့ချက်စီသင်းအနေနဲ့ အချိန်ပိုကြမှနိုင်ပွဲရခဲ့တာအဲ့တော့ဒီပွဲကဘယ်လိုပဲဖြစ်ဖြစ်ချက်စီနဲ့ထက်လိုက်တဲ့နဲ့နိုင်ခဲ့တာညစ်လို့မရသလိုဒီခြေစောင်းကိုသာထိန်းထားနိုင်ခဲ့မှာဆိုရင်တော့ quarter final အဆင့်မှာလဲပါမီရဲ့အသင်းကိုချက်စီအနေနဲ့ကြော်ဖြတ်သွားနိုင်မယ့်အလားလာများတယ်သူတို့အတိတ်ကစိန်ခေါ်မှုကတော့ semi final မှာနောက်ထပ် ARG ပြိုင်ဘက်တွေဘယ်သူတက်လာမလဲဆိုတဲ့အပိုင်းပဲ semi final လမ်းကြောင်းမှာကြည့်မယ်ဆိုတော့ ARG အသင်းတွေထဲမှာ Man City ပါနေတယ်, Inter Milan ပါနေတယ်။အဲ့ဒီအသင်းတစ်သင်းသင်းကတော့ semi final လမ်းကြောင်းကိုရောက်လာဖို့များတယ်ဆိုတော့ဒီ FIFA Club World Cup မှာချက်စစ်တင်အောင်မြင်မှုရမရဆိုတဲ့အပိုင်းက semi final မှာဖြည့်ပေးလိုက်မှထင်တယ်။လာမယ့် quarter final ကတော့ Palmeiras ရဲ့ကစားပုံကြောင့် Chelsea နဲ့ Palmeiras ပွဲကတော်တော်လေးကြီးလို့ကောင်းဖို့များသလို Chelsea အနေနဲ့လူငယ်နဲ့တူထပ်ပြီးတော့ကြော်ဖြတ်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Chelsea တင်ရဲ့ FIFA Club World Cup ခြေစွမ်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ Commentary Five ဆို YouTube Channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။